KIA ကပြစ်ချလိုက်တဲ့ရဟတ်ရင်နှစ်စီးအနက်တစ်စီးကိုရွှေကူမျိုးနယ်စီကန်းရွာနောက်ဖက်ရှိတောထဲမှာတွေ့ရှိခဲ့ပြီးလေရင်မှုမိုးထက်အောင်ရဲ့ရုံအလောင်းကိုပါရှာဖွေတွေ့ရှိ င်္ဂလာပါပရိသတ်ကြီးရှင်ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာခဲ့တဲ့ရဟရင်သုံးစီးကို KIA ပူပေါင်းအဖွဲ့ကဒီကနေ့ပြစ်ခတ်ခဲ့ရာနှစ်စီးထိမှန်ပြကြသွားခဲ့ပြီးပြကြသွားတဲ့တစီးကိုတော့ရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်ရှိတောထဲမှာတွေ့ရှိခဲ့ကောင်လင်းရင်မှုမိုးထက်အောင်ရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း KIA ရှေ့တန်းသတင်းအရင်းမြစ်ကပြောပါတယ် ဒီကနေ့မွန်လွဲတနားရီကျော်အချိန်ဗမောစကားခ23တို့စစ်ကူလာပို့သောစစ်ရဟတ်ရင်၃စီးကို KIA ပူပေါင်းတပ်များကပြစ်ချခဲ့တာဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်တဲ့စစ်ရဟတ်ရင်တစီးဟာရွှေကူမြို့အေရာရီမြစ်အနောက်ဘက်အခြံ KIA တရင်9နယ်မြေရှိဒေါ်ရဲကိုပြက်ချသွားကြောင်းရင်းရဟတ်ရင်ပြက်ချရာနေရာသို့ KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးဖြစ်ကြောင်း၎င်းရဟယင်မှာစစ်တပ်မှပြူဟာမှုနဲ့အဖွဲပါဝင်ပြီးအလုံးသိဆုံးသွားခဲ့ကြောင်းသိရှိရပါသည် ဂျူဝါမူလာလဲတာအဲ့ဒီရဟတ်ရှင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအယာရီမြင့်အနောက်ဖက် KIA တရင်ကတောထဲမှာပြတ်ကြတယ်အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီ။နောက်တစ်စည်းကတော့ရွှေကူမှာအရေးပေါ်ဆင်းတာမှဘေးဆောင်ကြီးလဲဆင်းသွားတယ်။ပန်ကကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူး။ငါတို့ပြစ်တာကရဟတ်ရင်နှစ်စည်းစလုံးပြတ်သွားတယ်။တောထဲမှာပြတ်သွားတဲ့ရဟတ်ရှင်မကဗျူဟာမူပါတယ်။အလုံးတည်တယ်။ငါတို့အဖွဲ့တွေလည်းရောက်နေကြပြီ။ ရှိကူမာရေးပေါ်ဆင်းတဲ့ကောင်ကပန်းကားကျိုးပြီးဘေးဆောင်ကြီးလဲနေတယ်ဟုဆိုက KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ရခင်ကလည်း KIA ကစစ်ကောင်စီရဲ့ရဟတ်ရှင်နဲ့တိုက်လေရင်များကိုပြက်ကျသည့်အထိပြစ်ချနိုင်ခဲ့တာဖြစ်ပြီး2022ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့တင်တဲ့ကုန်းလာအကြားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့ကြောင်း ထို့သောပြချခဲ့မှုကြောင့်ရဟတ်ရင်ပြက်ခဲ့ရပြီးရဟတ်ရင်မှုဘုံမှုကျော်စရာထွန်းဘိုးကြီးတန်ထွန်းလင်းအုတ်ခွဲတက်ချက်ကြီးကျော်စွာအောင်တို့တည်ဆုံခဲ့ကြကြောင်းလည်းသိရပါတယ်၂၀၂၄ခုနှစ်ဇန်နဝါရီလ၃ရက်နေ့နနက်၁၇:၅၉မိနစ်အချိန် ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI-17 ရဟတ်ရှင်တစီးကို KIA ကပြစ်ချခဲ့ပြီးစစ်ရဟတ်ရှင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးစလုံးသေဆုံးကရဟတ်ရှင်လည်းပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။ 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလေရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နန်းဖက်ကရွာတိုက်ပွဲဒေသထံကိုဘုံလာကျဲတဲ့စစ်ကောင်စီရဲ့တရုတ်လုံး FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပစ်ချခဲ့တာကြောင့်တိုက်လေရင်ပြတ်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။